ရေအားကိုတဖြည်းဖြည်းနှိမ့်မြုပ်လာတဲ့အီတလီနိုင်ငံရဲ့ဘေးနှိမ့်မြုပ်ကမ္ဘာပေါ်မှာမြို့တော်တစ်ခုကိုလမ်းလျှောက်ပြီးသွားလာရတာထက်လှေစီးပြီးတော့သွားလာရတဲ့ထူးခြားစမ်းပြတဲ့မြို့တစ်မြို့ရှိပါတယ်ဒီလိုပြောလို့ကျွန်တော်တို့နိုင်ငံကအင်းလေးကိုလည်းသွားပြီးမမြင်လိုက်ပါနဲ့ဩတကယ်တော့ဒါကအီတလီနိုင်ငံကရင်သက်ရှူမိုးဖွယ်ရာမြို့တော်ဖြစ်တဲ့ဗင်းနီမြို့ပဲဖြစ်ပါတယ် ဒီမျိုးရဲ့ရှေးဟောင်းအဆောက်အုံတွေတူးမြောင်းနေတဲ့တရားတွေဟာကမ္ဘာလေခီးသွားတွေကိုအမြဲတမ်းဆွဲဆောင်နိုင်ခဲ့ပေမယ့်စိတ်မကောင်းစရာကောင်းတာကအဲ့လိုလှပတဲ့မျိုးတော်ကြီးဟာပင်လယ်ရေအောက်ကိုတဖြည်းဖြည်းနစ်မြုပ်လာနေခြင်းပဲဖြစ်ပါလိမ့်။ဗင်းနစ်မြုပ်ကြီးဟာခေတ်သစ်ကမ္ဘာရာသီဥတုဖောက်ပြန်မှုရဲ့ဝန်းနေစရာတပ်တည်ခံပစ္စည်းတစ်ခုအနေနဲ့လက်ရှိမှာရပ်တည်နေတာဖြစ်ပါလိမ့်။ဗင်းနီမြို့ဟာအီတလီနိုင်ငံမြောက်ပိုင်းကကမ်းစက်ဒေသမှာတည်ရှိပြီးရေကန်ကြက်ကြီးတစ်ခုထဲမှာကျွန်းငယ်ပေါင်း138ကျွန်းပေါ်တည်ဆောက်ထားတာဖြစ်ပါသည် အုတ်တိုင်းနေတစ်တိုင်းနေနဲ့မြေသားတွေပေါ်မှာအဆောက်အုံတွေကိုတည်ဆောက်ထားတာကြောင့်မလို့မြို့ရဲ့မြေအောက်ခံဟာခိုင်မာမှုအားနေပါလာပါသည်အဲဒီပြင်ကုန်မှာပဲကဘာကြီးပူနွေးလာမှုကြောင့်ပင်လယ်အမျက်နှာပြင်မြင့်တက်လာခြင်းနဲ့မြို့ရဲ့မြေသားတွေဟာနှစ်စဉ်နှစ်တိုင်းနှင်းမြုပ်လာခြင်းတို့ပေါင်းဆက်လာတဲ့အခါမှာဗင်းနေမြို့ဟာရေဘေးအနေရကိုပိုပြီးမကြာခဏရင်ဆိုင်လာရပါသည်ဖင်းနေမျိုးမှာရင်ဆိုင်နေရတဲ့အဓိကပြဿနာကတော့ aqua alter လို့ခေါ်တဲ့ရေကြီးမြင့်တက်ခြင်းပါပဲဒီဖြစ်ရဟာဆောင်းရာသီနဲ့ဆောင်းဥရာသီမှာ ပင်လယ်ရေပြင်ဟာပုံမှန်ထက်ပိုပိုမြင့်တက်လာတာကြောင့်မြို့တွေကရင်ပြင်နေလမ်းနေတဲ့အနေပိုင်းဒေသတွေဟာရေလွှမ်းမိုးခြင်းကိုခံရတာပဲဖြစ်ပါရည်။နေ့စဉ်တိုင်းလိုလိုရေကြီးမှုနှုန်းတွေပိုမိုများပြားလာပြီးအစင်းမြင့်တက်လာတာကြောင့်မို့လို့ရှေးဟောင်းအဆောက်အုံတွေနဲ့တမိုင်းဝင်အမွေအနှစ်တွေပျက်စီးဆုံးရှုံးမှုတွေလည်းဖြစ်ပေါ်လာစေခဲ့ပါရည်။ဒီအနေအကြီးကိုရင်ဆိုင်မှုအတွက်အီတလီအစိုးရဟာ MOSC လို့ခေါ်တဲ့အေယာမရေကာတာစီမံကိန်းကြီးတစ်ခုကိုလည်းစတင်လှုပ်ဆောင်ခဲ့ပါရည်။အဲဒီစီမံကိန်းကြီးမှာပါဝင်တာကတော့ဒူးမြောင်းရဲ့အဝင်ဝါးတွေမှာ လိုအပ်တဲ့အချိန်မှာရုတ်တရက်မြင့်တက်လာနိုင်တဲ့ရေကာရာကြီးတွေတက်ဆင်ခြင်းနဲ့မြင့်တက်လာမယ့်ပင်လယ်ရေကိုတားဆီးကာကွယ်ဖို့အတွက်ဖြစ်ပါသည်ဒီစီမံကိန်းဟာအငင်းပွားဖွယ်ရာတွေနဲ့ကြမ်းကြမှုတွေရှိခဲ့ပေမဲ့ဗင်းနေမျိုးကိုကယ်တင်နိုင်မှုအတွက်အရေးကြီးတဲ့မျှော်လင့်ချက်တစ်ခုအနေနဲ့အားလုံးကသတ်မှတ်ထားခဲ့ကြပါသည်။ဗင်းနေမျိုးလေးမှာရင်ဆိုင်နေရတာကအဲ့ဒီပြဿနာတစ်ခုတည်းတည်းမဟုတ်သေးပါဘူး။ဗင်းနေမျိုးဟာရေအောက်ကိုနင်းမြုပ်နေတာအပြင်ခရီးသွားဥယျာဉ်အလွန်များပြားလာမှုကြောင့်လည်းထိန်းသိမ်းရေးဆိုင်ရာဖိအားတွေနဲ့ရင်ဆိုင်နေရပါသည်။ နေ့စဉ်တမ်းပေါင်းများစွာသောခရီးသွားတွေလာရောက်တဲ့ပတ်ကြတာကြောင့်မြို့ရဲ့နှုနယ်တဲ့ဂေဟာစနစ်နဲ့ရှေးဟောင်းအဆောက်အုံတွေဟာတဖြည်းဖြည်းနဲ့ပြည့်စည်ရွယွင်လာမှုတွေပုံများလာပါသည်လူရီစရာကလည်းသိတဲ့အတိုင်းပဲလက်ငင်ငင်မနေချင်းငင်ငင်မနေကြတဲ့တတ္တဝါမျိုးအစားဖြစ်တာမလို့အနေနဲ့အများတော့ကလိကြတာပါပဲ။ဒါကြောင့်မလို့ဗင်းနစ်အစိုးရဟာမြို့ရဲကိုဝင်ရောက်လာတဲ့သူတွေစီကနေအခွန်အခါကောက်ခံတာနဲ့ကန့်တတ်တာတွေစားတဲ့နီလန်းတွေကိုအသုံးပြုပြီးသူတို့ရဲ့မျိုးကိုရေရှည်ဖြစ်အောင်လို့ထိမ့်သိမ့်မှုစူးစမ်းနေကြပါသည်။ ညီကောင်းချောင်းနေနဲ့ပြောရမယ်ဆိုရင်တော့ဗေးနေမျိုးဟာလူသားတွေအတွက်အဖိုးမဖြတ်နိုင်တဲ့အမှုပညာနဲ့ပြီးသူကလက်ရာတွေကိုပိုင်ဆိုင်ထားပါသည်။ဒါပေမဲ့စိတ်မကောင်းစရာကရာသီဥတုဖောက်ပြန်မှုနဲ့တဘာဝပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေကြောင့်မလို့ဒီမျိုးတော်ကြီးဟာမကြခင်မှာပြောက်ွယ်သွားမယ်အန်ဒီယန်နဲ့ရင်ဆိုင်လို့နေရပါသည်။ဗေးနေမျိုးရဲ့ဇာလန်ကကျွန်တော်တို့ကဘာကြီးရဲ့ရာသီဥတုကြောင်းလဲမှုဟာကျွန်တော်ရဲ့ယဉ်ကျေးမှုအမွေအနှစ်တွေကိုဘလောက်ထိချိန်ချောက်နေလဲဆိုတာပြသနေပါသည်။